ဒီထဲမှာမြင်တွေ့နေရတဲ့ဆက်ကတော့အာဖရိကရေအိပ်တွေကိုရေပြေးပေးတဲ့ဆက်ပဲဖြစ်ပါတယ်။အာဖရိကမှာရေဘူးဝင်မတော့ကြပါဘူး။ရေအိပ်ပဲဝင်တော့ပါတယ်။ရေဘူးတွေမှာပါတယ်။ရေတက်လေနေပါတယ်။ဒီတော့ရေဘူးလို ခဲထားလို့လည်းမရပါဘူး။ရေကိုအိပ်လေးတွေနဲ့ရောင်းတာကအာဖရိကရဲ့ထူးခြားချက်ပေါင်းရေအိပ်တွေကထုတ်လုံးမှုလုပ်ရတာလွယ်တယ်လို့ပြန်သိမ်းစေးရတာလည်းလွယ်ပါတယ်။တည်ယူပို့ဆောင်ရတာလည်းလွယ်ပါတယ်။ဈေးကလည်းတအိပ်ကို35ပြားလောက်ပဲပေးရပါတယ်။ဒီဗီဒီယိုတွေကဆက်ကနေကြားလာတဲ့ရေတွေကို အဲ့ဒီထဲမှာဖြည့်ထည့်ပြီးတန်းဆိုင်ရာဆိုင်တွေစီမှာတင်ရောက်ပါတယ်။တောင်မဲဆိုရင်လည်းအိမ်ထောင်လေးကိုကိုက်ပပြီးတောက်ရောက်ပါပဲ။ဒါပေမဲ့ရေဘူးလိုမျိုးတောက်ပြီးပြန်ပိတ်ထားလို့တော့မရတဲ့အတွက်တခါရင်အကုန်တောက်ရင်တောက်မဟုတ်ရင်တခြားအခွက်တွေပြောင်းထည့်ထားရမှာပေါ့။ရေကိုအိမ်နဲ့တောက်ကြတဲ့အာဖရိကတွေဟာရေဘူးနဲ့တောက်ကြတာတဲ့အိမ်နဲ့တောက်ကြရတာကိုပဲပို့သဘောတွေ့ကြပါတယ်။ရေတောက်ဖို့အတွက်ဘူးတွေအလေးခံ နေစရာမလိုတော့ဘူးပေါ့ပေါ့ပေါ့ပါပါတခါသားအထုတ်လေးတွေဝဲတော့ယုံပါပဲနေကလေသက်တာတော့ကုန်ချစိတ်လေကာမိပါတယ်ဒါအပြင်ဘူးတွေလိုနေရအပြည့်ကြီးမယူပါဘူးရေအိတ်ထုတ်ရမှာလေရေဘူးတွေလိုပြန်တန်းစင်ရတာတွေရေဘူးပြန်ကောက်ရတာတွေဘူးတွေထုတ်ရတာတွေစားရည်အဆင့်တွေမလိုတော့ပါဘူးအလွယ်တကူအိတ်နဲ့ပဲစောက်စောက်လိုက်ပြီးတာနဲ့အမိုက်အိတ်ကိုပြစ်လိုက်ယုံပါပဲအတုံးပြရလွယ်ကူပါတယ်ကျွန်တော်တို့ငငယ်ရုံးကလည်းဈေးရဲမှာ တောင်းချင်ရင်ရေခဲရေကိုအိမ်နဲ့ရောင်ကြဝယ်ကြတာရှိခဲ့ပူပါတယ်။မြန်မာနိုင်ငံမှာပျောက်သွားခဲ့ပေမယ့်အာဖရိကမှာတော့ရေအီလေးတွေနဲ့ရေတောင်းနေကြသေးပါပဲ။